အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မီတာစုဝင်အကြောင်းပြောပြမယ်မီတာစုဝင်တွေထဲမှာဘဒုဘဒုရရှိလဲပေါ့နော်အဲ့ဒါကိုမီတာစုဝင်ကိုတရားလိုပြောပြလို့ဆိုရင်ဂျာရန်ဂျီယာဂျာ အတန်တင်းတဲ့ဂျာရန်ရန်တင်းနေတဲ့ရန်ဂျာရန်ဟုတ်ပြီပထမအဆုံးဝဝဆရာကျွန်တော်ဒါတင်ပြီးတော့ပြီနော်ဖေဖေကိုဘယ်လိုပြောမလဲဆိုရင်ပပါပေါ်အားပအတန်လေးနဲ့ပဒါက freedom 爸爸，佩佩爸爸，妈妈，妈妈，妹妹，莫阿妈，free 点啊，是个点咪可比嘛苏亚的喏，妈妈，婆婆，爷爷，对啦。တတိထမင်းလာဒီနောက်အောက်စားတွေက freedom နေမလို့သူအတန်ပေါ့ပေါ့ပပနဲ့တော့ပဲအမှန်တော့သူကဂျာနေတန်လို့လည်းပြောတယ်နော် ်သူကတစ်တန်တစ်တန်လည်းဖြစ်ရှင်ဖြစ်တယ်လို့ဖြစ်မယ်နှစ်တန်လည်းဖြစ်ရှင်ဖြစ်မယ်ဒါမှမဟုတ်လေတင်းနဲ့နှစ်ကြာတဲ့တန်လည်းဖြစ်ရှင်ဖြစ်မယ်ဒါကြောင့်မလို့ဆယ်မကတော့ကိုယ့်ကိုယ်ဘာသာပြန်ပြီးထားတာ free dance လို့ဘာသာပြန်ပြီးထားတာပါနော်ရဲရဲဖူဖူဒါကအဖေဖက်ကဖူဖူပြောတာနော်တိယဥစ္စာမှာတိယဥစ္စာမှာဒီလိုခွဲထားတယ်เนาะအဖေဖက်ကဖိုးဖိုးနဲ့အမေဖက်ကဖိုး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 ခေါ်ပုံခေါ်ချင်မတူเนาะဖေဖေဖက်ကဖိုးဖိုးကိုရဲရဲဖေဖက်ကဖိုးဖိုးကို နိုင်နိုင် 奶奶呢爱奶အတန်တုံးနဲ့နိုင်နိုင်နိုင်เนาะဒီမှာလဲ free တက်ဒါဆိုရင်အမေဖက်ကဖို့ဖို့ကြောင့်ဘယ်လိုပြောမလဲဆိုရင် white ကုံတို့မဟုတ်ရင်လောက်ရဲ white ကုံဆိုတာတိတ်မတုံးတော့ဘောเนาะဒီနောက်ပိုင်းလောက်ရဲတုံးတာများတယ်လောက်ရဲဒါဖို့ဖို့မိမိဖက်ကဖို့ဖို့လောက်ရဲလောက်အောင်လောက်အတန်တုံးနဲ့လောက်ဟာ ea ရဲ့တန် เนเนเยเหล่าเยอเมพักก็พอๆจะรับรู้ยมเลยสิเหลาเราตัวมหงวายพอไอเกี่ยวกับไหวกงต้องไม่สวยงามไหวพอในตัวตรงเหล่าเยต้องไม่สวยงามเหล่าเราในตัวตรงพอพี่น้องเลอเอาเราเลอเอาเปเนาะเล่าเราเล่าเราพอพอย่าไหมเนาะอะไรสิอากูรู้ยมเลยอากูสวยงามเกอเกอ 然后哥二哥哥二哥哥哥，妈妈姑姐姐姐姐，姐姐姐，等等的姐，今天妈 freedom 姐姐妈妈，弟弟，你多么欢迎妈，要家里的事情你都考虑，每个月的事情忙么？特别没丢路啊，弟弟路被丢了喏。ညီမလေးမိမ့်မယ်မိမ့်မယ် မောအိမေ အတန်လေးနဲ့မိတ်ဒီဟာ freedom မိတ်မေမိတ်မေညမလေးရမလားပြန်ဖတ်ပြမယ်နော်ရဲ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 နိုင်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 ပါ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 မမမမ white gone 姥爷，外公，姥爷，外婆，姥姥，外婆，姥姥，哥哥，哥哥，姐姐，姐姐，我，弟弟，弟弟，妹妹，妹妹。有没有？给它多美。 ဒီဟာကတော့အဖေဖက်ကညီကိုမောင်နှမတွေပေါ့အဖေရဲ့အကိုအဖေအကိုဆိုရင်ဗမာလိုကတော့ဘာကြီးလို့ပြောတယ်နော်ဘာကြီးဆိုရင်တေလိုပြောလို့ဆိုရင်ဘောဖူနော်ဘောဖူပေါ်အောပေါ်အတန်နဲ့နဲ့ဘောဖောဝူဖူအတန်လေးနဲ့ဖူဘောဖူဘောဖူဘာကြီး အဖေရဲ့အမောက်ကြတော့အရေးကြီးပေါ့ဒီနောက်ပိုင်းကတော့ជីជីလို့ပဲခေါ်ကြတာပဲเนาะအမေရဲ့အမပဲဖြစ်ဖြစ်အဖေရဲ့အမပဲဖြစ်ဖြစ်အဲဒါပေမဲ့ဒါကတော့ဒါအရင်တော့ဟိုခေါ်တဲ့ဥစ္စာပေါ့ဒါကအမှန်တော့ဒါအမှန်ဒါကအမှန်ပါเนาะအရေးကြီးအရေးကြီးကိုဘယ်လိုပြောလဲဆိုရင်ကူးမှုဒါမှမဟုတ်လဲကူးမလို့ပြောတယ်เนาะကူးမှု ူမာကဝူကူအတန်တန်နဲ့ကူမောဝူမူအတန်တောင်းနဲ့မူကူမူဒါမှမဟုတ်လေကူမာအီဂျီဒါဆိုရင်အဖေရဲ့ညီကိုကြောက်ဘယ်လိုပြောလဲဆိုရင်ဘာထွေးပေါ့ဘာထွေးကိုဘယ်လိုပြောလဲဆိုရင်ရှူ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 ဝူရှူအတန်တန်နဲ့ရှူဒီမှာ free တဲ့အဲ့တော့ရှူ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 ဘာထွေးအကြီးလေးဆိုတာကအဖေရဲ့ညီမ အဖေညမကိုကူကူလို့ခေါ်တယ်ဒီနောက်ပိုင်းကတော့ဟိုပါဗလဲသူကကူကူဒီအဖေအမလည်းကူကူလို့ပဲခေါ်ကြတာပဲအမှန်တော့ကူမလို့ခေါ်တာပုံမှန်တယ်နော်ကူမဒါမှမဟုတ်လေကူမအဖေညမကကြတော့ကူကူအခုနောက်ပိုင်းဆိုရင်ရှောက်ကူကူလို့လည်းခေါ်တယ်အရှာကူကူလို့လည်းခေါ်တယ်ကူကူဆိုတာအကြီးလေးဟုတ်ပြီဒါဆိုရင်ပါကြီးရဲ့မိန်းမပေါ့နော်ပါကြီးရဲ့မိန်းမတော့ ဆီမားဘာမှလို့မခေါ်တတ်တော့အဲ့ဒါကြောင့်ဒီမှာမရေးထောင်းဒါပေမဲ့သူများကြားတာသူများခေါ်တာကြားတာတော့အရေးကြီးလို့ပဲပြန်ခေါ်တာပဲဘာလို့လဲဆိုတော့ဘကြီးရဲ့မိန်းမဆိုတော့အဖေရဲ့အမပဲပေါ့နော်ဆိုတော့အဲ့လိုပြောကြတာပဲပေါ့ဒီမှာဆိုလို့ရှင်လဲအရေးကြီးရဲ့ယောက်ျားဆိုလဲဘကြီးလို့ပဲပြန်ခေါ်ကြတာပဲအမှန်တော့ဒီလိုမျိုးခေါ်ပုံခေါ်နေရတာကတဘာဝကြတယ်လေနော်အဖေရဲ့အဖေရဲ့အမရဲ့ယောက်ျားဆိုတော့လဲအဖေရဲ့ အကိုလိုပဲပေါ့ဒါကြောင့်မို့ပါချီလို့ခေါ်ကြတာပေါ့နော်ဒီနာမှာတော့မရေးပေးတော့နော်သူ့ရဲ့အမှန်ကိုတီးတဲ့သူတွေလည်းကုန်းမမရေးတော့ပြီးလို့ရပါတယ်နော်အမ်ပါချီရဲ့ main mouth လို့ပြောလဲဆိုရင်ဘောမှုပါချီကိုကျတော့ဘောဖူအဲ့ဒါကြောင့်မို့ပါချီရဲ့ main mouth ကျတော့ဘောမှုလို့ပြောတယ်မှုဆိုတာကဟို main ကလေးကိုကူစားပြူတာနော် main mouth ကူစားပြူတယ်ဘောမှု နော်ဒီမှာဆိုလို့ရှိရင်အရေးကြီးတဲ့ယောက်ျားကြောင့်လို့ပြောလို့ဆိုရင်ကူဖူနော်ကူဖူအရေးကြီးကိုကျတော့ကူမှုလို့ခေါ်တယ်ဆိုသူယောက်ျားကိုကူဖူလို့ခေါ်တယ်အကယ်၍ကူမားလို့ခေါ်မယ်ဆိုရင်သူယောက်ျားကိုကူတဲလို့ခေါ်တယ်နော်တဲဆိုတာကအဖေကူစားပြုအယောက်ျားကူစားပြုတာပေါ့နော်ကူတဲနော်ဖူဆိုတယ်အဖေကိုစားပြူတာပဲဖူတဲဆိုတာဒီတလုံးထဲဆိုလို့ရှင်ဖူတလုံးထဲဆိုရင်အဖေပဲတဲတလုံးထဲဆိုရင်အဖေပဲ เนาะအရှိမတာဒီကူဖူကူတဲထဲလိုက်တဲ့အချိန်မှာသူကအကြီးကြီးရောက်ကြဖြစ်သွားဗာကြီးဖြစ်သွားတယ်ပေါ့နော်ကူဖူကူတဲဒါဆိုဗာထွေးရဲ့မိမောက်ကျော်ဘယ်လိုပြောမလဲဆိုရင်ရှန်ရှန်是恩生，啊，但都呢是恩，是恩生，那个 freedom，神生，神生，但巴图也没嘛，巴图也没嘛，来伊里路被考驾照呗，喏，去去去，搞了。 ဒါပေမဲ့တူမူလာဘယ်လိုခေါ်လဲတော့ဆရာမလည်းမခေါ်တတ်ဘူးเนาะဒီဥစားအဲကြောင့်မရေးပြီးတော့အကြီးလေးရောက်ကြောက်ကြောက်ဘယ်လိုပြောလို့ဆိုရင်ကူကြောင်ကူကြောင်ဟောကူကြောင်ချီအောင်ကြောင်အတန်လေးနဲ့ကြောင်ကူကြောင်ရမယ်เนาะဟာဘာကြီးကိုဘောဖူဘာကြီးရဲ့မိမကိုဘောမှု အရေးကြီးကိုကူးမှုတို့မဟုတ်ရင်ကူးမအရေးကြီးရဲ့ယောက်ျားကိုကူးဖုတို့မဟုတ်ရင်ကူးတဲနော်ဘတ်တွေကိုရှူးရှူးဘတ်တွေရဲ့မိမကိုရှက်ရှန်အရေးလေးကိုကူးကူးအရေးလေးရဲ့ယောက်ျားကိုကူးကြဒါမှမဟုတ်လေကူးတဲလို့လည်းခေါ်လို့ရတယ်နော်ဒီကကူးတဲလို့လည်းခေါ်လို့ရပါတယ်နော်ကဲဆက်သွားမယ်နော်ဖေဖေဘီမေ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 ရဲ့ညီကောင်မောင်နှမတွေပေါ့ အမေအကူကျတော့ဦးကြီးလို့ပြောတယ်နော်ပမာလိုကဒါဆိုတရုတ်လိုကဘယ်လိုခေါ်လဲဆိုရင်ကျုပ်ဖူလို့လည်းခေါ်တယ်ကျုပ်တဲလို့လည်းခေါ်တယ်ကြီးယုံကျုပ်အတန်လေးနဲ့ကျုပ်နော်ကျုပ်ဖူကျုပ်တဲတေရဲတဲအတန်တဲ့နဲ့တဲကျုပ်ဖူတော့မဟုတ်ရင်ကျုပ်တဲဒါဆိုဦးကြီးရဲ့မိန်းမကကျတော့ဘယ်လိုပြောမလဲကျုပ်မှုတကယ်လို့ကျုပ်ဖူတော့မယ်ဆိုရင်ကျုပ်မှုနဲ့တွေ့တော့ရမယ်နော်ကျုပ်တဲဆိုတော့ကျုပ်မှား ်ရမလားကျုံမာနော်ဦးကြီးရဲ့မိမပေါ့ဒါဆိုရင်အမေရဲ့အမကြောင့်ဘယ်လိုပြောလဲကြီးတော်လို့ပြောကြတော့ဒါကြောင့်မလို့ဦးကြီးရဲ့မိမကိုလည်းကြီးတော်လို့ခေါ်လို့ရတာပဲနော်အတူများတွေအဲ့လိုခေါ်တာတော့ကြားတယ်ဒါပေမဲ့ဘလို့သူ့ရဲ့မူလမူလကဘလို့ခေါ်လဲတော့မသိဘူးနော်အမေရဲ့အမကြီးတော်ဘယ်လိုပြောမလဲဆိုရင်ยีมายีအတန်နဲ့ยี ရီမာအာကြီးတော်ရဲ့ယောက်ျားကိုကျတော့ရီချာရီချာဒီရဲ့ချောင်းဆိုတာကဟိုဘယ်လိုပြောမလဲဆိုရင်ချောင်းဖူးပေါ့နော်တလုံးထပ်ထပ်လိုက်မယ်ချောင်းဖူးဆိုတာကယောက်ျားကိုပြောတာနော်ရီချာဟိုရီချာဒါဆိုရင်အမေရဲ့မောင်ကျဘယ်လိုပြောလဲဆိုရင်ကျုပ်ကျုပ်ဟိုကျုပ်ကျုပ်ဦးလေးပေါ့ဟိုကျုပ်ကျုပ် ။ဦးလေးရဲ့မိန်းမဆိုရင်ကျုံမ။အော်ပြီးလို့ရှိရင်ဒွေလေးဒွေလေးဆိုအမေရဲ့ညီမ။တေးလို့ဘယ်လိုပြောလဲဆိုရင်ရှောက်ยีရှောက်ยีဒါဆိုရင်ဒွေလေးရဲ့ယောက်ျားဘယ်လိုပြောမလဲဆိုရင်ရှောက်ยีจ่างနော်ရှောက်ยีจ่างတို့လားဒီจ่างစာယောက်ယောက်ျားကိုစာပြုတယ်နော်ရှောက်ยีจ่างဒါဆိုဒွေလေးရဲ့ယောက်ျားရမယ်နော်ဆက်တော့မယ်ဒါဆိုရင်ဝမ်ခွဲညီကိုမောင်နှမများပေါ့ ဒီနေရာမှာဗကြီးနဲ့ဗထွေရဲ့တာတမီကိုကြတော့တမျိုးခေါ်တယ်။ပြီးရင်အကြီးကြီးအကြီးလေးနဲ့အမေဖက်ကညီကိုမောင်နှမတွေအားလုံးရဲ့တာတမီတွေခေါ်ပုံခေါ်နေတဲ့နှစ်စုကွဲတော့တယ်နော်။အဖေဖက်ကတမျိုးအမေဖက်ကတမျိုးခေါ်တာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တရုတ်လူမျိုးတွေကလူမျိုးပဲကြည့်တာဥမာအဖေကလီအမျိုးဆိုလို့ရှိရင် အဖေရဲ့ အကိုနဲ့ညီယူအဖေရဲ့အကိုနဲ့ညီရဲ့ကလေးတွေလည်းလီအမျိုးပဲဘာလို့လဲဆိုရင်လူမျိုးကမိအဲဘာလဲမိန်ကလေးရဲ့အမျိုးကိုမလိုက်ဘူးသူကယောက်ျားလေးရဲ့အမျိုးကိုအမျိုးကိုလိုက်တာဒါကြောင့်မလို့အဖေရဲ့အမရိညီမတွေရဲ့ကလေးတွေကြတော့လီဖြစ်ချင်မှလည်းဖြစ်တော့မှာဘာလို့ဆိုသူတို့ကတခြားယောက်ျားဟိုတခြားလူမျိုးယောက်ျားကိုယူလိုက်တယ်ဆိုရင်သူကတခြားဟိုလူမျိုးဖြစ်တော့မှာပေါ့လူမျိုးဆိုတာကလူမျိုးကွဲထားတာပြောတာမဟုတ်တော့ ဥမာလီအမျိုးရှိတယ်ပြီးလို့ရှိရင်ကျောင်းအမျိုးရှိတယ်လူအမျိုးရှိတယ်အဲ့လိုစတဲ့ဖြစ်ပေါ့ဒါကြောင့်မလို့တရုတ်တွေရဲ့နာမည်တွေကလေအရှိဆောင်နာမည်တွေကတူနေတတ်ကြတယ်ဟုတ်လားမလီပါပါပါကျောင်းပါပါပါပေါ့ဟလာဝေါင်ပါပါပါပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်အဖေအဖေရဲ့အကိုနဲ့အဖေရဲ့ညီရဲ့သားသမီးတွေကပဲကိုနဲ့အမျိုးလာတူမှာနော် ဒါကြောင့်မလို့ဒီလိုနှစ်ဆုခွဲလိုက်တာအားကြောင့်မလို့ဘာကြီးနဲ့ဘာတို့ရတာတမီတွေတကယ်လို့အကိုဝမ်းခွဲဆိုရင်ပျောက်ကော sorry sorry ထောင်ကလို့ပြောတယ်နော်ထောင်ထအန်ထောင်အတနေနဲ့ထောင်ထောင်ကဆိုအကိုဝမ်းခွဲထောင်ကျဲဆိုအဝမ်းခွဲအမထောင်တိဆိုဝမ်းခွဲညီတာမဟုတ်လားဝမ်းခွဲမောင်ပေါ့ထောင်မိတ်ဆိုကဝမ်းခွဲညီမရမယ်နော် ဟို confuse မဖြစ်နဲ့နော်ဒါဒီဒီ bunch နဲ့ battery ရဲ့ data တွေကကိုနဲ့ဟိုဘာနော်အကြွေးကိုကတည့်ရလူမျိုးဖြစ်ခဲ့တယ်ဆိုရင်ကိုနဲ့အမျိုးလာမှာဟိုဖြစ်တယ်နော်ဟိုမှာလီ အမျိုးဆိုရင် အားလုံးကလီအမျိုးတွေပဲဒီဘက်မှာကျတော့အမေဖက်အမေဖက်ရဲ့အမေရဲ့ညီကိုမောင်နှမပေါ့ခုနကတော့ဦးကြီးဦးလေးတို့ကြီးတော်တို့ဟလာဒေါ်လေးတို့ရဲ့တာတမီတွေနဲ့အကြီးကြီးအကြီးလေးတို့ရဲ့တာတမီတွေကိုကြောက်ဘလို့ပြန်ခေါ်ရလဲဆိုလို့ရှိရင် ်ပြောက်ကနော်ဝမ်ခွဲမှဆိုရင်ပြောက်ချက်မကြည့်တော့ထောင်နဲ့ပြောက်နဲ့ခွဲလိုက်တာပြောက်တိဝမ်ခွဲညီမောင်ပြောက်မိတ်ဝမ်ခွဲညီမရမယ်နော်အဆက်သွားမယ်ကဲဒါဆိုရင်ကိုရဲ့အကူကိုအကူရဲ့မိန်းမကြောင့်ဘယ်လိုပြောမလဲကိုကိုကြောင့်ကဲကဲလို့ခေါ်တယ်ဒါဆိုသူရဲ့မိန်းမကိုဘယ်လိုခေါ်မလဲ ဆောင်ဆောင်မရှိဘူးတို့မဟုတ်လေရောက်မှာပေါ့နော်ဆောင်ဆောင်အမအကြောင်းကြဲကြဲဒါဆိုရင်သူ့ရဲ့ယောက်ျားကိုကြဲဖူးယောက်ဖပဲဖြစ်ဖြစ်ခဲဦးပဲဖြစ်ဖြစ်ခေါ်ပုံခေါ်နီးရတမျိုးပဲရှိရနော်ကြဲဖူးဒါဆိုညီမောင်ရဲ့မိန်းမကြတော့တီမိတ်တီမိတ် ညီမရရောက်ကြခုကြတော့မိတ်ဖူးဒီမှာပြောဆက်တခုရှိရင်တော့ခုနကကြောင်ရဲ့ဒီရဖူးရဲ့အတိတ်ပဲတူပါတယ်နော်ဒါပေမဲ့ဒီနေရာမှာကျေကြောင်လို့မိတ်ကြောင်လို့မပြောတော့ကျေကျေသက်ကြောင်ဖူးဆိုတော့ပြောလို့ရတယ်မိတ်မိတ်တဲ့ကြောင်ဖူးအဲ့လိုမျိုးပြောလို့ရတယ်နော်ရမလားကျေဖူးဆိုတာခဲဦးတို့မဟုတ်ရောက်ဖာမိတ်ဖူးဆိုတာကရောက်ရောက်ဖာတို့မဟုတ်မတ်ပေါ့ ်မယ်ကြီးတို့မဟုတ်ရောင်မကြတော့ဆောက်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 နော်ခဲမတို့မဟုတ်ရောင်မကိုကြတော့တီမိတ်တီမိတ်ရမလားဆက်သွားပါမယ်ဟမ်哦，sorry sorry，不要变变装了，就怕那样。那么嘞。 sorry เนาะอ๋อဟုတ်ပြီဟုတ်ပြီဒီမှာဥပမာမိမိရဲ့ယောက်ျားပေါ့เนาะခင်ပွန်းယောက်ဘယ်လိုပြောမလဲဆိုရင်老公တော့မဟုတ်ရင် chang fu တွေ့လား chang fu chang fu တော့မဟုတ်ရင်老公စနီးမယောက်ကြတော့老婆တော့မဟုတ်ရင် shi fu လို့တောင်းတယ်เนาะယောက်ကတိယောက်ခမတွေကြတော့နှစ်ပိုင်းပြန်ခွဲတယ်ဥမာကိုယောက်ျားရဲ့ အဖေပေါ့နော်ယောက်ျားဖက်ကယောက်ကတိကိုကြတော့အမ်မဟုတ်ပါဘူးအဲဒီဒီယောက်ျားဖက်ကခေါ်ရမှာပေါ့နော်ယောက်ျားဖက်ကခေါ်ရမှာယောက်ျားရဲ့ဒီဟိုပါပေါ့နော်အဲဘယ်လိုပြောမလဲမိမရဲ့အဖေပေါ့မိမရဲ့အဖေကိုယောက်ျားဖက်ကဘယ်လိုခေါ်ရမှာလဲဆိုတော့ရွေဖုတို့မဟုတ်ရင်လောက်ကြောင်လည်းခေါ်ရတယ်နော် ဒါကဒီယောက်ျားကခေါ်ရမှာเนาะဒီယောက်ျားကကိုမိန်းမရဲ့အဖေအမေကိုဒီလိုခေါ်ရတယ်เนาะ岳父老丈人ဘယ်နော်岳父တော်မဟင်老丈人ယောက်ကတိပေါ့ဒါကယောက်ျားကခေါ်ရမှာเนาะ and ဒါဆိုရင်မိန်းမရဲ့အဖေအမေကိုယောက်ျားဘက်ကဘယ်လိုခေါ်ရမှာလဲဆိုရင်岳母 တို့မဟုတ်ရင်丈母娘丈母娘啊丈母娘ဟုတ်ပြီဒါဆိုရင် main ကလေးကြတော့ကိုယ့်ရဲ့ယောက်ကတိယောက်ခမဘယ်လိုပြောရမှာလဲဆိုရင် main ကလေးဖက်ကဘယ်လိုခေါ်ရမှာလဲကိုယ့်ယောက်ျားရဲ့အဖေဟိုကုန်းကုန်းလို့ခေါ်ရတယ်နော်ကိုယ့်ယောက်ျားရဲ့အမေကိုဖော်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 မတူတော့နော်ဒါက main ကလေးဖက်ကခေါ်ရတာပါဒီဘက်ကယောက်ျားလေးဖက်ကခေါ်ရတာ ဗမာလူကျတော့ရောက်ကတိရောက်ခမလူပဲတုံပါတယ်နော်ကဲဟုတ်ပြီအဲ့ဆိုကိုယ့်ရဲ့သားကိုဘယ်လိုပြောမလဲ arts 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 သားချွေးမကိုကျတော့ arshi arshi နော်ရှီရှီအတန်းနဲ့နဲ့ရှီ r အတန်းနဲ့နဲ့ r arshi ချွေးမသမီးကိုကျတော့ new year ညွီအော်တမတ်ကိုကြတော့ကူးရဲကူးရဲရမလားမြေးကိုကြတော့စွန်း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 အတန်တန်နဲ့စွန်းစွန်းအတန်တောင်းနဲ့စွစွန်းစွန်းနည်းမြန်ပြောမယ်ဆိုရင်စွန်းစွန်းမြေမြေမောက်ကြတော့စွန်းညွီလို့ဖြစ်သွားတယ်ဒီမှာစဆိုတာရကြလေးကိုစပြူတယ်ညွီဆိုတာမင်းကလေးကိုစပြူတယ်စွန်းညွီဆိုတာမြေမောက်ပေါ့ နောက်တစ်ခုတူနဲ့တူမောက်ဘယ်လိုပြောလဲကိုယ့်ရဲ့တူလေးကိုဂျဲစ်လို့တောင်းနေနော်ဂျဲစ်တူမောက်ကိုကြတော့ဂျဲညွီဂျဲညွီနော်တားကို儿子儿子ချွေးမကို儿媳儿媳တမီးကိုကြတော့女儿女儿တမတ်ကိုကြတော့姑爷 姑爷，咩要叫你哦，孙子，孙子，咩嘛你哦，孙女，孙女，读你哦，侄子，侄子，读嘛个侄女，侄女，呀么啦？တော်မလေးလာကြည့်ပါနော်ဒီနေ့နည်းနည်းများတော့ဆွေမျိုးတွေလိုက်ဆက်လက်ကောင်းတော့မူရိုက်ထနေနော်